ကျောင်းဆရာကြီးဦးသိန်းကျော်အောင်ဆင်းရဲတို့ ကြွပြီးပါရန်ဈေးသားစွာပန်ကြားပါရခင်ဗျာကြွားရောက်လာကြတဲ့ <Five pressing ricochip67> မိတ်နော်ပုပ်ပုံမမကိုကိုမမလေးပေါ့နော်အကုန်လုံးဒီနေ့ဟာဆိုရင်ဖြင့်ကျွန်တော်တို့ရဲ့ဂုရိတာပိစုရဲ့ကျောင်းဆင်းပွဲပေါ့နော်ကျောင်းဆင်းပွဲကကျွန်တော်တို့ဒီအချိန်ကကျွန်တော်တို့၄နှစ်မြောက်ပေါ့၄နှစ်မြောက်မှာဒီလိုခံမနေကျွန်တော်တို့ကျောင်းဆင်းတာကနှစ်ချိန်မြောက်ပေါ့ပထမဆုံးနှစ်ချိန်ကတော့ကျွန်တော်တို့ကျောင်းမှာပဲလုပ်တာပေါ့နော်ဒီလိုဒီမှာပထမနှစ်ကလည်း နော်တတိယခရောင်းခက်ကလည်းဒီခမ်းမမှာလည်းကျွန်တော်တို့လုပ်တယ်အခုဒီနှစ်မှာလည်းဒီခမ်းမမှာလည်းလုပ်တယ်ပေါ့နော်ဒီခမ်းမမှာကတော့အားလုံးဖေဖေမေမေတို့လည်းကောင်းကောင်းကြည့်လို့ရတယ်နော်ကျွန်တော်စီစဉ်ထားတာကျွန်တော်တို့ကျောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အဲ ACCD ပေါ့နော် ACCD ရှေးဦးသူငယ်ကလေးသူငယ်ပြုစုပြောင်းခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့အဲ့ဒီအစိုးရနိုင်ငံနိုင်ငံတကာချက်မှတ်ထားတဲ့ဒီဥပဒေတင်ယိုးညွှန်းတန်းနေတဲ့အချိန်ကျွန်တော်တို့ကကလေးလေးကိုသူတို့ရဲ့ကာယနဲ့ဉာဏ်နဲ့ဇာတိတာဘက်စုံဖွံ့ဖြိုးမှုတဲ့ကျွန်တော်တို့ကစနစ်တကျပြိုးဆောင်ပေးနေတာပေါ့နော်ကျွန်တော်တို့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တမန်မူဂျိုလီနဲ့ ECCD လက်အောက်မှာရှိခဲ့တဲ့မူဂျိုလီ ဘလို့ကွာချားနေလဲပေါ့နော်အဲ့ဒါလေးနည်းပြောနေပါလေတာမန်မှုကြိုးလေးမှာဆိုရင်မိဘတွေကကျွန်တော်တို့ဒါသမီးတွေကိုဟာစာရေးစာဖတ်အဲကာကြီးခါဝေး ABCD ဒါတွေကိုပဲဦးစားပေးပြီးတော့သင်နေပေါ့အဲမိဘတွေအများစုကဒီခလေးတွေကိုကာကြီးခါဝေးမရေးသေးဘူးလားစာရေးမှာစာသင်ရဲ့လို့ထင်ကြတယ်ဒါမဲ့ ECD ရဲ့အတက်အောက်မှာကြတော့နိုင်ငံတကာနဲ့တင်ယိုးညွှန်းနှိုင်းနေတဲ့တင်နဲ့တင်နှန်းနေကြတော့သူတို့မှာ ပြုမှု၅ရက်နဲ့အညီကျွန်တော်တို့ကသင်ကြားပေးရတာကလေးတွေရဲ့ဇာတိတာဖွံ့ဖြိုးခြင်းကာယဉာဏ်ဇာတိတာဆိုရှယ်နော်ပေါင်းရင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့ဒါတွေရရှိဖို့နဲ့နော်သူတို့ရဲ့ဘာသာစကားဖွံ့ဖြိုးမှုဘာသာစကားဆိုတာမှာကျွန်တော်တို့မိခင်ဘာသာစကားရှိတယ်နော်ခြားခြားသောဘာသာစကားရှိတယ်မိတဲ့မိခင်ဘာသာစကားဆိုတာကမှဒီမြန်မာနိုင်ငံမှာ နေခဲ့လူနော်ဒီမမသူကအမျိုးဆုံးရှိရလေတရုတ်တင်လည်းရှိတယ်သူတို့တရုတ်ကလည်းတရုတ်နဲ့မိမဆိုရင်တရုတ်နဲ့ပတ်သက်ပြီးပြောတယ်ဒါမိခင်ဘာသာစကားပေါ့နော်အဲ့တော့နိုင်ငံမှာတုံးတဲ့စကားနော်ဒီနိုင်ငံမှာဆိုတော့နိုင်ငံမှာရှိတဲ့နော်ဗမာစကားပေါ့အဲအဲ့လိုလေးရှိတယ်နောက်တော့နောက်တစ်ခုကကျွန်တော်နိုင်ငံ international မှာတုံးတဲ့အင်္ဂလိပ်စကားအဲ့လိုလေးကွဲပြားပြီးတော့နော်သူတို့ဆွေးမိရပါ ဘာသာစကားတွေသိရမှာမဟုတ်ဘူးเนาะအဲနောက်တစ်ခုကဘာလဲဆိုတော့ကလေးတွေရဲ့ဉာဏ်ကြီးဉာဏ်သွေးတိုးပွားမှုကျွန်တော်တို့ကဘယ်လိုလုပ်ရလဲကလေးတွေကိုဉာဏ်စာသင်ယူတဲ့အခုလည်းမရပါဘူးเนาะသူတို့မှာကာယဉာဏ်နဲ့ဆွမ်းရည်တိုးပွားမှုအတွက်သူတို့မှာကျွန်တော်တို့ပေါ်လာနေရှိပါလားလမ်းလူပေါ်လာနေပါတော့သူတို့ရေစော့စကားရင်းနဲ့တင်ယူခြင်း မတိဘူးလို့เนาะတင်ယူတက်မြောက်သွားတဲ့ပုံစံနဲ့ကျွန်တော်ကနေမိရပါတယ်เนาะအဲ့ဒါတော့တို့ရဲ့ဒီရဲ့ low edge ခလေးတွေရဲ့ time နီးပေါ့เนาะခလေးတွေရဲ့ low edge တွေကဘာလဲဆိုတာသိရပါတယ်အမီးကားတွေကလည်းခလေးတွေရဲ့ low edge ကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်ခလေးတွေကဘာကြီးလိုအပ်တယ်လဲအဲခလေးတွေရဲ့ low edge ကတို့တို့ကတို့တွေကကောင်းမွန်စွာအိဆက်အနားယူမှုလိုအပ်ပါတယ်ကောင်းမွန်စွာအိဆက်အနားယူ ဒါဘာကြောင့်လိုလဲကောင်းကောင်းအိမ်မှာသူတို့ကဉာဏ်ကြီးပွင့်ထောင်းပါလေနော်သူတို့လွတ်လပ်စွာပြောရှင်ပါစကားခွင့်ပေးရပါသူတို့လူလေးလူလေးလက်ပြောဆွေးစကားရင်းနဲ့ကစားရင်းနဲ့ကျွန်တော်တို့သင်ယူခဲ့တဲ့အပိုင်းဖြစ်ပါတယ်။အဲအိမ်မှာမိဘတွေကခလေးတွေကိုအလုပ်လုပ်ရင်းနဲ့အသားလေးတမီးလေးအဲဟင်းလေးချွေပါအောင်လက်လေးချွေပါအောင်အဲမိမိတို့ကိုဝိုင်းပူညီပေးပါအောင်ဆိုတဲ့အားလေးတွေလည်းမိဘတွေက ခိုင်းပေးတင်ပါခိုင်းတာတော့မဟုတ်အဲ့တင်ယူလာပါပဲသူတို့အဟင်းရွက်ချေချွေလက်ချောင်းလေးတမလာပဲအဲဘလို့ရှိရင်ဘလို့ရှိတယ်အိမ်ကိုကိစ္စရည်နဲ့ဝိုင်းဝန်းကူညီလုပ်ပေးတဲ့ကြောင်းဦးပေါင်းဆောင်ရွက်တဲ့ဓာတ်တွေလည်းရရှိပါတယ်နော်အဲ့ဆိုရှယ်ဆိုရှယ်ဘိုင်းနဲ့ပတ်သက်ရင်ကလေးတွေကတဦးကတူပေါင်းရင်းဆက်ဆက်ရေးချီမှာ ECCB မှာတက်လာတဲ့နန်းမြေရွှေမြေတွေကြောင့်သူတို့ကိုသူတို့ရအချင်းချင်း သူတို့ကပူပေါင်းဆောင်ရွက်တက်လာအိမ်မနေရဲ့ကလေးဆိုရင်ဒီလိုမျိုးဟာမရပါဘူးကျောင်းပညာရေးဆိုတော့စာဆိုလဲစာတစ်ခုပဲတက်သွားတယ်စာတင်ရောတက်တယ်ဒါပေမဲ့ဘာကြီးမရဘူးလေစာတော့တက်တယ်သူကောင်းနေဆက်ဆံရေးနဲ့ပညာလေးမတက်ဘူးအရေးကြီးဆုံးကဘလို့ပြဿနာဖြစ်လာရင်ဘလို့ဖြေရှင်းမယ်ဆိုရင်အပိုင်းမျိုးရမှာမဟုတ်ပါဘူး ACG လေးပညာရေးကိုရတဲ့ကလေးတွေဟာဘယ်မှာသွားပါလဲ เนาะကျွန်တော်အတန်ကြီးလာတဲ့ခါမှာဦးတည်တာလေ၁၀တန်းလောက်ကြာရင်သူတို့ကသူတို့ကိုယ်နဲ့၁၀တန်းနဲ့သူ့ကိုယ်တိုင်ဘလို့စာရီကိုလေ့လာရမယ်ဆိုတော့ကောင်းကောင်းနားလေအဲ့တော့စာမန်ကလေးနေနဲ့စာရင်၁၀တန်းမှာရမ်းกว่าပါကိုယ်နဲ့၁၀တန်းတိုင်းရမ်းกว่าပါအဲ့ကျွန်တော်တို့ ACGD မှာတင်တာကလေးတွေကသူတို့ကဘလောက်ထိกว่าလဲ18စ18စလောက်กว่าသူတို့ကကိုယ်တိုင်လေ့လာသုံးသပ်နိုင်တဲ့အတွက်ကြောင့် သူတို့ကိုသူတို့ချင်းကြောင်းနဲ့သူတို့ထပ်ပြီးတော့သူတို့အတွက်ဈေးစကားကုန်ကြတတ်တာမှုနေတာဟိုမိကိုပမာလုံးစာစာပဲတကယ်ကအဲဆရာဆရာပြတ်လာမယ်သူတို့ကကြည့်ကြည့်ပြီးတော့သွားတာပေါ့နော်အဲဒီ ECD ဂျာတော့သူတို့ကဘာလဲဆိုဘယ်လိုလုပ်ရင်ပို့ပြီးတော့ငငယ်တက်မြောက်တွေ့နေဆိုတာသူတို့ကိုယ်တိုင်သူတို့ analyze လုပ်ပြီးတော့သိပါတယ်နော် အဲဒါကြောင့်ကျွန်တော်တို့ဒီ ECD တင်ကမ်းမှာရှိရဲ့ကျွန်တော်တို့ကလေးသူငယ်တွေကိုတချင်အားဖြင့်သာသာမီမီတို့ရဲ့လောင်ပိုင်းတွေးလာရမယ်ဒီဘက်ကလေးကိုယ်လံတွေးလာမှာပါသူတို့တွေဘယ်လောက်ထိလူတွေကူနဲ့တင်းယူလေးလာနိုင်တယ်လဲဆိုတာတွေးလာပါနော်အဲဒါကြောင့်ကျွန်တော်ကဒီလောက်ပါပဲအဲရင်းနေစီကတော့ကျောင်းဆရာကြီးကျွန်တော်နဲ့ဆက်ပြောပြောပါမယ်နော် ခွန်ပါကပေါ်ချပေးတော့ပါတော့ဂူရီယာဖေ့စ်ဘွတ်မှာကျောင်းဆရာကြီးဦးသေးထွန်းအားအထူးနဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟဲ့ပါစေတော့ရအဖွဲ့မှာစ